သန္တာတော်နှစ်2568ခုနှစ်မြန်မာတက္ကရာ1388ခုနှစ်ယနေ့ဥဒကုလာပြေကျော်ခုနှစ်ရက်နေ့တကြံပတ္တကင်ကနှောင်းတကူပေါ့တကြံပြီးတော့ဥဒကုပေါ့နော်ခနေ့ဥဒကုလာပြေကျော်ခုနှစ်ရက်နေ့ င်္ဂလိပ်လို့2025ခုနှစ်ဧပြီလ19ရက်နေ့စနေနေ့မှာရခိုင်နယ်ဒေသကြီးလက်ကွမြို့နယ်မန္တလေးကုန်းကြီးရွာအမြန်လန်း9.6ဘာလောက်မှာတည်ရှိတဲ့ထေရဝါဒမကုဒ္ဓမအိတာကျောင်းတက်ကြီးမှာကျင့်ပါဆက်ဖြစ်တဲ့တရားစခန်းပွဲအတွင်းမှာပဲလက်ကွမြို့နယ်မှာရှိတဲ့တန်ခါပါတထောင်စုပေါင်းဆွမ်းလန်းလှူပွဲကနေ့မနေ့ကျင့်ပါပါတယ် ဆလောင်းလူပွဲနဲ့ပတ်သက်လို့ဘုန်းကြီးတို့အရင်တုန်းကဒါကနိုင်ငံတော်အဆင်းဆိုပြီးတော့ဘုန်းကြီးတို့ကဒီလိုပဲသဘောပေါက်ပါတယ်ကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်ဖို့ဆိုတာသိကြီးစေကူမရှိလောက်ဒါပေမဲ့ဝါရွင့်ကာလသံဃာတဏလောင်းတဲ့နေရာမှာတော့စိတ်ဝင်စားတယ်ပေါ့လေစိတ်ဝင်စားပြီးမဲ့လို့လည်းပဲလာပြီလာကွယ်နေတိုင်း ချက်ဟဲ့ပြုတ်ဟဲ့လောင်းဟဲ့ဆိုတော့အဲတလနှစ်ကျင်းဆိုတော့လောကကံရတာဆင်မပြေဘူးနောက်ပြီးတော့လည်းပဲဆုံးနေဟင်းတွေတည်တံလောင်းတဲ့အခါမှာဆုံးကြနေအကျိုးပို့တွေနဲ့ဆောင်ရနိုင်ဖို့အဆင်မပြေဘူးဒါကြောင့်မလို့ပြီးခဲ့တဲ့နှစ်ကစပြီးတော့ကြောက်ကြင်ကြောင်းရဲ့တန်ခါဒါနဆုံးလောင်းအစီအစဉ်မှာပဲ တချိန်ကို၅သိန်း၅သိန်းလှူပြီးတော့ပြီးခဲ့တဲ့ဝါတွင်းကကိုကိုရံမလောင်းပဲနဲ့ကြောက်ကြင်ကြောင်းရဲ့ဆံလောင်းတဲ့ပွဲမှာ ကိုညီပြီးတော့လောင်းပေးခဲ့ပါတယ်မျိုးစစ်အနေနဲ့စိတ်ကူပေါ့နော်အဲဒီလိုနဲ့တန်ခါများစုဆံလောင်းလို့တဲ့ဆန္ဒပေါ်လာတယ်ပြီးခဲ့တဲ့ဇန်နဝါရီလ25ရက်နေ့မှာအမေရိကန်နိုင်ငံမှာဒကမာကြီးတို့မြင့်မြင့်စိန်ကသူရဲ့မွေးနေ့ကျင်းပခြင်းနဲ့ အရင်တုန်းကလည်းကျင်းပခဲ့ဘူးပါတယ်အရင်တုန်းကတော့ရိုးရိုးပဲတန်ခါးတွေပင်ဆုံးကပ်ပေါ့နော်ဒါပေမဲ့ဒီနှစ်တော့အခုနဆလောင်းလူပွဲကိုစေတဲ့မှာလဲစိတ်ဝင်စားနေတာဖြစ်တဲ့အတွက်အခြားကိစ္စမသုံးတော့ဘူးဆလောင်းတဲ့ကိစ္စမှာပဲသုံးမယ်ဆိုပြီးတော့ US ဒေါ်လာ1000အဲ့ဒီအချိန်ကမြန်မာကွယ်လေးရာကျော်ပေါ့နော်300ကျော် တပါ၄သိန်းနှုံးနဲ့တပါ၄သောင်းနှုံးနဲ့အပါတစ်ထောင်ဆိုပြီးတော့ဆလောင်းပွဲကျင်ပပေးခဲ့တယ်အဲဒီလိုကျင်ပပေးခဲ့တဲ့အခါမှာတန်ခါပါတစ်ထောင်ကိုရင် ကြွပြီးတော့အထူးသဖြင့်စာသင်သားတန်ခါကလေးတွေအတွက်တည့်ရက်ကျေစုပြုတဲ့အလိုဒါနဖြစ်တဲ့အတွက်စိတ်ထဲမှာစိတ်ဝင်စားသွားတယ်အာယုံလည်းကြသွားတယ်ပီတိလည်းဖြစ်သွားတယ်ပေါ့နော် ကျောင်းနဲ့ဘုန်းကြီးတွေကျောင်းနဲ့ဘုန်းကြီးတွေဆိုတာကတော့သူ့ဘာနဲ့သူလှလပါအသိတင်ရှိကြပါတယ်။စာသင်သားကလေးတွေမှာလှလပါနဲပါတယ်။ဘုန်းကြီးတို့စာသင်သားဘဝတော်ကလည်းဒီလိုပါပဲ။အဲဒါကြောင့်မလို့တို့အတွက်အကူအညီတစ်ခုပေးခြင်းနဲ့ဆိုပြီးတော့ပြီးခဲ့တဲ့ဇန်နဝါရီလ25ရက်တုန်းကဆုံးကတသက်1000တန်းတို့တို့ခရီးစေးခရီးစေးဆိုတာကကားစီစဉ်ရတာရှိမယ်။ ဆက်ကစစဉ်ရတာရှိမှာခရီးစိတ်ကုံကျင်လဲကုံမကုံကျင်လဲပဲသူတို့အတွက်လက်လာပါစောက်ဖို့ပေါပင်ဖို့ရပါစေဆိုပြီးတော့2000သတ်မှတ်ပါတယ်တချို့တချို့ကိုယ်တိုင်ကြွားလို့ကုံကြောင်းကြွားတဲ့အကြောင်းတွေကြတော့လည်းပဲအသရင်ကျန်တာပေါ့နော်အဲ့ဒီလိုနဲ့ခရီးစိတ်2000ဆိုပြီးတော့သတ်မှတ်တယ်အသောဆောင်ပစ္စည်းကို1000သတ်မှတ်တယ်အလုံးပေါင်း4000နှုန်းနဲ့ပြီးခဲ့တဲ့25ရက်နေ့ကလောင်းခဲ့ပါတယ် အဲ့ဒီလိုပဲပြန်ပြီးတော့လောင်းရင်လည်းစိတ်ထပ်ပေါ်တယ်ပေါ့နော်ထပ်ပေါ်တယ်ဘယ်အချိန်မှလောင်းမလဲလို့စဉ်းစားလိုက်တော့နှစ်ဆန်းကာလနှစ်ဦးကာလမှာလောင်းရင်လည်းဘုန်းကြီးတို့ရဲ့စိတ်ကူးကလည်းကပ္ပအင်တာနေရှင်နယ်နှစ်သက်ကူးကိုစိတ်ထဲမှာသိကြည်ဟိုအဓိကအနေနဲ့အာယုံမကြဘူးပေါ့လေနော် ဇန်နဝါရီလ1ရက်နေ့ကိုစိတ်ထဲမှာအာယုံသိကြတာမရှိဘူး။ဘာဖြစ်လို့တော့သတော်ဒါကကိုယ့်ရဲ့ရိုးရာလည်းမဟုတ်ဘူး။မြန်မာရိုးရာလည်းမဟုတ်ဘူး။ဗောဓဘာသာရိုးရာလည်းမဟုတ်ဘူး။ဒါကြောင့်မလို့နေ့7ရက်နေ့နဲ့ပတ်သက်လို့ဘုန်းကြီးတို့ဘာမှထွေ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 စဉ်းစားတာမရှိပါဘူး။ဇန်နဝါရီလ1ရက်နေ့7ရက်နေ့နဲ့ပတ်သက်လို့ထွေ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 စဉ်းစားတာမရှိဘူး။ဒါပေမဲ့မြန်မာနေ့စံကြတော့ဘုန်းကြီးတို့ဒါကမြန်မာရိုးရာလည်းဖြစ်တယ်။ ဘုရားဘာသာယူရလည်းဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ဆက်ကိုတော့အာယုံကြ။အဲဒါကြောင့်နေဆက်မှာလှူမယ်လို့သတ်မှတ်လိုက်ပါတယ်။နေဆက်ဆိုတော့လည်းပဲဘုန်းကြီးတို့အမျိုးမျိုးစဉ်းစားတာပေါ့လေနော်။အဲနေဆက်ဆိုတော့နှစ်တည်းကူဆိုတော့18ရက်နေ့ပေါ့။18ရက်နေ့မှာ ဆိုရင်ဘုန်းကြီးတို့ဒီကြောင်းမှာအမြဲရှိဖို့ကတိတ်မသိကြဘူး။ တခြားကတရားစကားပွဲပင့်ရင်သွားရမှာဖြစ်တော့နေစတရားနေရှိဖို့မသေးကြဘူးဒါကတကြောင်းနောက်ပြီးတော့နေစတရားနေဆိုတော့တရားစကားပွဲရဲ့အလယ်လောက်ဖြစ်နေအစာပိုင်းနှီးပါလောက်ဖြစ်နေတယ်ပေါ့လေနော်အဲ့ဒီတော့ယောဂရီရဲ့တမာတိအဲနည်းနည်းလေးပြတ်တာလည်းရှိတယ်ပေါ့ဒါကြောင့်မလို့18ရက်မကျင့်ပါဘဲနဲ့ဟုတ်ကဲ့ကြီးနဲ့ ချောင်းတရတောင်းကဦးစင်းတွေကိုကြိုက်တဲ့ရရွေးဆိုတော့သူတို့က၁၉ရက်နေ့ရွေးလိုက်တယ်အခုလက်တွေ့စီစဉ်လိုက်တဲ့အခါကျတော့ဘုန်းကြီးက၁၉ရက်နေ့လက်သိတော့အာယုံမကြဘာဖြစ်လို့တော့ဆိုတော့ယောဂီတွေတတ်တတ်ဝန်းနဲ့ဝန်းရောက်ဆောင်ရွက်ရတာအားနည်းတယ်ပေါ့နော်တစ်ဖက်ကတရားနာရမယ်တရားထိုင်ရမယ်တစ်ဖက်ကဝိယဝိသလောက်ရမယ်ဆိုတော့အဲပြီးတော့မှ ညနေကနေပြန်ပြီးတော့တရားစကားပြန်ကျင့်ပါမယ်ဆိုတော့ခါပြတ်သွားတဲ့သဘောတွေ့ရတာပေါ့လေနော်အဲဒါကြောင့်မလို့နောက်နေ့တည်းဆိုလို့ရှိရင်တော့ဘုန်းကြီးကတရားစကားပွဲရနောက်ဆုံးနေ့ဖြစ်တဲ့27ရက်နေ့ကိုစဉ်းစားထားပါတယ်27ရက်နေ့ဆိုတော့တရားစကားပွဲနောက်ဆုံးနေ့ဖြစ်တဲ့အတွက်ဒါလွတ်လွတ်လပ်လပ်ဝလျော်ရွှေစတဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့အချိန်ရသွားတယ်လို့မြင်ပါတယ် အရိပွဲပြီးတဲ့အခါကျတော့ညတရားစကားမွေးသိမ့်ဆိုရင်ပို့ပြီးတော့လျှော်မယ်လို့ဘုန်းကြီးကစဉ်းစားပါတယ်။ဒါကြိုတင်ပြီးတော့ပြောကြတဲ့အတိပ္ပယ်ပေါ့။ကောင်းပြီဒါဖြင့်အဓိကကတော့ဘုန်းကြီးတို့ကိုမြွနဲ့မှရှိတဲ့တန်ခါစာသင်သားတန်ခါကလေးတွေကိုတက်ရိုက်လူတန်းကျင်တဲ့အတိပ္ပယ်ပါပဲနော်။ဘုန်းကြီးတို့ကိုယ်တိုင်ပရိယတ္တိလောကကလာခဲ့ပါတယ်။ပရိယတ္တိလောကမှာ ငလကြီးဓမ္မစရိယစစ်တေငနာတေချတိယဒါကမြန်မာစာမေးပွဲပြပနိုင်ငံနဲ့ပတ်သက်လို့မဆရာတန်းပေချီရီတန်းဒါတွေလည်းလောက်ခဲ့တဲ့အခါကျတော့စာသင်သာလောကကိုဘုန်းကြီးကပျော်မွေ့စာသင်သာဘဝကိုနှက်သက်တယ်စာသင်သာတွေရခက်ခက်ကိုသဘောပေါက်တယ်အဲဒါကြောင့်မလို့စာသင်သာတွေကိုအပိတ်ချင်တယ်ပေါ့နော်အခုလည်းပဲဇလုံမြို့နယ်ဘုန်းကြီးတို့ရဲ့မြို့နယ်ဖြစ်တဲ့ဇလုံမြို့နယ်မှာဝင်းဒီဘာသာရမှာ အမှန်အများဆုံးဖြစ်တဲ့ပုံကိုယ်တွေအတွက်မူလာရငယ်ရအလတ္တအကြီးတန်းတွေမှာတိကျဆုပေးဖို့ဆိုပြီးတော့ငွေပြေတာမယ်စိုက်တော့လှူဒန်းတာရှိတယ်။နှစ်စဉ်အတွငွေနဲ့သူတို့ကိုလှူဒန်းတာရှိပါလေ။ပြီးခဲ့တဲ့နှစ်ကလည်းပဲစံဘဝအောင်တာမအောင်တာထားစံဘဝဖြစ်ရင်လှူကျင်တယ်ဆိုပြီးတော့တန်ခါပါ200တပတ်1000လုံးနဲ့30ပို့ပြီးတော့လှူဒန်းလိုက်ပါလေ။သာသင်သာတန်ခါကလေးတွေ မအောင်ပေမဲ့လာပြတဲ့ဆောင်းဘွက်လာဖြစ်တာကိုပဲကျေးဇူးတင်ရမယ်တို့မှာသွားစေလာစေရှိတယ်အဲ့ဒါကြောင့်မို့လို့အောင်မလှူတာတဲ့ဆောင်းဘွက်လာဖြစ်တဲ့အချိန်မှာလှူဒါန်းတာကပို့ပြီးတော့အိဗယ်ရှိတယ်ဆိုပြီးတော့စာဖြည့်တယ်ဆောင်းဘွက်ပဲခုံလာထိုင်တယ်ဆိုရင်အကောင်လှူမယ်ဆိုတဲ့ရွေချင်တဲ့ဘုန်းကြီးပို့ပြီးတော့လှူဒါန်းပါတယ်ဆလုံးရင်ကတော့စာသင်သားရဲ့ကလေးတွေရဲ့ လိုအပ်ချက်ကို ဖြစ်စေပေးခြင်းတဲ့အာတိတာပေါ်တယ်နော်အဲ့ဒီအာတိတာအတိုင်းမဲ့အခုဘုန်းကြီးတို့ကြောင်းတရရဲ့တောင်ဝကံဥစ္စန္ဒဝန္တာနှင့်တောင်ဝကံဥက္ကဋ္ဌဥက္ကမောင်အေတို့ညှိနှိုင်းပြီးတော့ဘုန်းကြီးတို့အခုနေဦးကာလမှာလှူဒန်းနေနေ့စဉ်လည်းပဲလှူဒန်းသွားဖို့စေတ္တမှာရရထားပါတယ် အလိုရှင်များဝိုင်းဝန်းပြီးတော့လှူဒန်းခြင်းကိုလည်းဝမ်းသာပါတယ်နော်ယောဂီများကစုပေါင်းလှူဒန်းခြင်းကိုလည်းဝမ်းသာပါတယ်အမှန်ကတော့ယောဂီများရဲ့အင်အားအလိုရှင်များရဲ့အင်အားတိတ်လိုအပ်ပါတယ်ဒီနေ့ကတော့အစာဆုံးနေ့ဖြစ်တဲ့အခါကျတော့အဲအလိုရှင်ရဲ့အင်အားပြည့်စုံရင်လည်းပြည့်စုံဖို့မပြည့်စုံရင်လည်းကျောင်းထဲကလှူမယ်ဆိုတဲ့စိတ်နဲ့ပဲဘုန်းကြီးတို့စီစဉ်လိုက်တာပြည့်စုံတော့ပါတယ် လူတန်းတဲ့အခါကျတော့လည်းပဲတပါး၄000နှုံပေါ့လေနော်နောက်နှစ်ခါတွေဆိုလို့ရှိရင်တော့တပါး၄000နှုံတဲ့တော့မလျော့စေတဲ့အလူဒါနဖြစ်အောင်စဉ်းစားပါမယ်ပူခြင်းနဲ့ပူလာမှာပေါ့အဲ့ဒီလို လူတန်းခြင်းအဖြစ်အခုတရားထိုင်တဲ့ယောဂီတွေဟာပฏิပတ်တီလုပ်ငန်းကို လုပ်နေတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးလားဟုတ်လားဟုတ်တယ်ဒါပေမဲ့လို့လည်းပဲ ပฏิပတ္တိသာသနာတကုတည်းသာအရေးကြီးတာမဟုတ်ပါဘူးပရိယတ္တိသာသနာလည်းပဲအရေးကြီးတယ်ဆိုတာကိုဘုန်းကြီးကလက်တွေ့ပြလဲခြင်း ဖြစ်တယ်လို့မှတ်ပါဟုတ်တယ်မလားအဲဒါကြောင့်မလို့ဘုန်းကြီးတို့ယောဂီတွေကအတတ်တရောပါပဲဝင်ဝင်ပြီးတော့ထူထမ်းလိုက်ကြတာတန်ခါအပတ်တထောင်အလူရှင်တထောင်ပေါ့နော်တချို့လဲ၅ပါးစီ၁၀ပါးစီပါ30 40 50လူထမ်းလာလဲရှိပါတယ် ဘာပဲပြောပြော အပားတထောင်အလူရှင်တထောင်လို့ပဲဘုန်းကြီးတို့ကရေပုံရသမပါမယ်နော်အဲ့ဒီတော့အလူရှင်ပေါင်းတထောင်က နေပြီးတော့ဝိုင်းဝန်းလှူဒန်းလိုက်တာ အပားရေတထောင်နော်ဘာအတွက်လဲပတိပရိယတ္တိသာသနာအတွက်ရှင်းလားကိုယ်တိုင်လုပ်နေတာက ပရိပတိပတ္တိသာသနာ ပฏิပတိသာသနာအလုပ်လုပ်နေရင်နဲ့ဟိုဘက်ကပရိယတ္တိသာသနာကိုလည်းပဲဆောင်ရွက်ခွင့်မရဘူးလားရသွားလားရသွားတယ်ပေါ့နော်သောသောကပြောသလိုသံဃာပတ်တစ်ထောင်တို့နှစ်ထောင်တို့ဆိုတာကနိုင်ငံတော်ရဲ့အစီအစဉ်ပေါ့နိုင်ငံတော်ကနေပြီးတော့ချမှတ်တဲ့လမ်းစဉ်ပေါ့နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ပဲလုံနိုင်တယ်ဆိုတဲ့အသေးကလေးသောသောကဝင်ထားတာအခုဘုန်းကြီးတို့ယောဂီတွေက နိုင်ငံတော်စီစဉ်မဟုတ်ဘဲနဲ့မိမိစီစဉ်တဲ့မိမိကိုယ်စီစဉ်တဲ့ကိုဘလူရဲ့တိုက်တွန်းမှုမှ မပါဘဲနဲ့ဘသူရဲ့ညွန်ကြားမှုမှ မပါဘဲနဲ့ကိုယ်စေရနာနဲ့ကို လုံနိုင်သွားခြင်းဟာဘုန်းကြီးတို့သိညိုစကားနဲ့ပြောရင်တော့အသင်္ခါရိကကုသိုလ်ပေါ့ဟုတ်တယ်မို့လားတိုက်တွန်းမှု မပါဘဲနဲ့ပြုတဲ့ကုသိုလ်ကောင်းမှုဗါရလေဟိုနိုင်ငံတော်ကစီစဉ်လို့စီစဉ်ရတယ်ဆိုတာကတမျိုးပေါ့နော်ဒါကြတော့ဘုန်းကြီးတို့ကောင်းချီးဆုခြင်းကိုမပြောလို့ပါဘူးအမျိုးနဲ့တန်ခါနိုင်ကကနေပြီးတော့သာသနာအတွက်စီစဉ်လို့လောကန်ဆောင်ရတယ်ဆိုတာလည်းဒါလည်းတမျိုးပေါ့နော်အခုကဘယ်နိုင်ငံတော်စီစဉ်မှ မပါဘူးမျိုးနဲ့တန်ခါနိုင်ကစီစဉ်လည်းမပါဘူး ကိုဆန္ဒနဲ့ကိုမြေသူတတော်ချင်းကိုမှမရဘဲနဲ့ကိုစိရဏနဲ့ကိုလိုဒနာဖြစ်တဲ့အတွက်အာသင်္ခါရိက ကုသိုလ်တဲ့ဘာကုသိုလ်လဲအာသင်္ခါရိကကုသိုလ်ဖြစ်တဲ့အတွက်ကုသိုလ်ရဲ့လုပ်ငန်းနှစ်မျိုးတမှာပို့ပြီးတော့အာကောင်းတဲ့ကုသိုလ်လို့အကြံမြတ်မှတ်လိုက်ပါတော့အာကောင်းတဲ့ကုသိုလ်ဖြစ်ပါတယ်တဲ့ဟုတ်ပြီဒါကတစ်ချက်နော် နောက်တစ်ခါနောက်တစ်ခုဘုန်းကြီးတို့အဲတကူတဲ့အကြောင်းအရာတကူတဲ့မပြောလို့ပါဘူးအဲဆက်ရဆက်ရကလေးတွေပြောတော့ပြပါမယ်နောက်တစ်ခုပြောချင်တာကသာသနာ ပြုတယ်ဆိုတာကဘုန်းကြီးတို့သာသနာရဲ့အခြေခံကို ပြောမယ်ဆိုရင်မြတ်စွာဘုရားသခင်ကရုဏာကြီးကဟိုးပထမဆုံးဟောတဲ့ဓမ္မစကဗောဓနာတုတ်တံနော်ဓမ္မစကဗောဓနာတုတ်တံ အဲ့ဒီသုတ်တံမှာဟောခဲ့စဉ်တုန်းကနံပါတ်1ဗာအဓိကလည်းပฏิပတ္တိလုပ်ငန်းစဉ်ကအဓိကပฏิပတ္တိလုပ်ငန်းစဉ်မှသည်ဘယ်ကိုတက်လဲပฏิဝေဒအကျိုးတရားမှုကိုတက်ပါတယ်ဓမ္မစာပြချမှတ်ထားတဲ့သန္တာပြုလုပ်ငန်းပင်မပေါ့နော်မြတ်စွာဘုရားရဲ့ပင်မသန္တာပြုလုပ်ငန်းကဘာတယ်လဲပฏิပတ္တိလုပ်ငန်းဟုတ်တယ်မလားပฏิပတ္တိလုပ်ငန်း ဣဒါကဘာနာဘေကွေဒုက္ခအရိယသစ္စာစသည်ဖြင့်နော်ဣတိကောဘေကွေဥဘောအတေနုဘကမမိစိမပฏิပဒတထဂရဏပိတံဗုဒ္ဓစသည်ဖြင့်မိစိမပฏิပဒလို့ခေါ်တဲ့မကင်အကျင့်ကိုမြတ်စွာဘုရားကတိကထားပါတယ်။ဘာထောက်ထားပြောသလဲဓမ္မစကပေါ်တနာတုတ်တံကိုထောက်ထားပြီးတော့ပြောပါတယ်။ဘာဖြစ်လို့ပြောနိုင်သလဲမြတ်စွာဘုရားပွင့်ကားစမှာအရေးတကြီးလောကမဲ့လုပ်ငန်းသည် ဟောဒီမကင်ကျင့်ပါပဲလို့မြတ်စွာဘုရားကလမ်းညွှန်မှုမပေးခဲ့ဘူးလားပေးခဲ့လားပေးခဲ့ပါတယ်အဲ့ဒါကိုထောက်သောအဖြစ်မြတ်စွာဘုရားရဲ့သာသနာမှာအဓိကကပါလေပฏิပတ်တိခြင်းစင်ပါပဲဟုတ်တယ်မလားမြတ်စွာဘုရားဓမ္မစကပေါတနာသုတ်တံဟောပြီးတဲ့နောက်ယဟန်တော်၅ပါးနောက်ပိုင်းယဟန်တော်ပေါင်း60အလုံး ဖရာရှင်နဲ့တကွာရဟန္တာပေါင်း60နဲ့တပါးဖရာရှင်နဲ့တကွာ60နဲ့တပါးသရင်ကျုပ်ဘောရဏပြုဟုတ်ပြီသာသနာပြုဆီလွတ်လိုက်တယ်အဲ့ဒီဆီလွတ်လိုက်တဲ့အခါကျတော့လည်းပဲစရဏဘုခွေစာရိကံဘုဇနာဟိတာယဘုဇနာဒုက္ခယအထာယဟိတာယဒုက္ခယဒီဝမနုဿနာနော်ဒီဝမနုဿနာ သကရကမတွင်ရဲ့အကျိုးစီးပွားအတွက်ဘာလို့ပြရမှာလဲတရားဟောပေးပါဘာလို့ပြရမှာလဲတရားဟောပေးပါဟုတ်တယ်မလားတရားဟောပေးပါအဲ့ဒီနေရာမှာဘာစကားပါလဲဆိုတော့ဗြမစရိယံတဲ့မြတ်သောအကျင့်ကိုပကတိထသင်တို့ လက်တွေ့ပြကြဟုတ်တယ်မလားမြတ်သောအကျင့်ကို လက်တွေ့ လှုပ်ဆောင်ပြကြဒီလိုဟောပါတယ်နော်မြတ်သောကျင့်ကိုလက်တွေလှုပ်ဆောင်ပြကြဆိုတာကအဲ့ဒီအချိန်ကမြတ်သောကျင့်တရကပါလေမေကဗျမစရိယရေသာသနာဗျမစရိယရေဘယ်နှမျိုးလဲနှမျိုးနော်နံပါတ်1ကပါလေမေကဗျမစရိယနံပါတ်2က သာသနာပြမစရိယာဒါမြတ်စွာဘုရားမိဂရောင်တော်မှာပရမဇောဝါကတ်ဆိုပြီးတော့တရင်ကျွတ်တဲ့အခါမှာရဟန်းတော်ရှင်မြတ်တွေကို ပြင်းနေတဲ့ဩဝါဒနော်ပြင်းနေတဲ့ဩဝါဒပကတိထာသင်တို့ပြကြဘာကိုပြရမှာလဲပြမစရိယာကိုပြကြဘာပြမစရိယာလဲမေတော်အထက်ကရာကဖွင့်နေမက်ကပြမစရိယာရဲ့ သာသနာပြမစရိယာရဲ့ဘယ်နှမျိုးလဲနှမျိုးအဲ့ဒီအဓိပ္ပာယ်နှမျိုးကိုအဲ့ဒီနှမျိုးကိုအဓိပ္ပာယ်ပြောမှဆိုရင်မက္ကပြမစရိယာဆိုတာကဘာလို့တာလဲကိုယ်တိုင် တရားအထုတ်ကြဘယ်လိုဒီကိုပြောနေတာလဲယန္တောအရှင်မြတ်တွေကို ပြောနေတာဘယ်လိုဒီကိုပြောနေတာလဲယန္တောရှင်မြတ်တွေကိုသင်ပေးနေတာနော် မကဗြဟ္မစရိယမင်းတို့သာသနာတဂရကမတို့ရဲ့ကြီးညိုမှုကိုခံယူခြင်းပါတယ်ဆိုရင်ဒီနေ့မကြီးညိုသေးတဲ့ပုံကိုယ်တွေကြီးညိုအောင်ကြီးညိုပြီးသားပုံကိုယ်တွေပို့ရွက်ကြီးညိုအောင်လုပ်ဖို့ရန်အတွက်ဘာလို့သလဲဆိုရင်မင်းတို့ကိုယ်တိုင်တရားထုတ်ကြရှင်းရှင်းပြောရင်ဟုတ်တယ်မလားဘာလို့ ਆ မှာလဲကိုယ်တိုင်တရားထုတ်ကြကိုယ်တိုင်တရားထုတ်ကြနော်ဟုတ်ပြီ ကိုယ်ရင်တရားထုတ်ကြဆိုတော့ဖရာလက်ထက်တုန်းကအတော်များများကရဟန်းတော်ရှင်မြတ်တည်သည်ကိုယ်ရင်မဲတရားထုတ်တဲ့ပုဂ္ဂိုလ်တွေများပါတယ်။နည်းလဲတရားဟောတဲ့ပုဂ္ဂိုလ်မြတ်တန်နည်းပါတယ်။ဟုတ်ပြီထားတော့။နံပါတ်၁ကပါလဲကိုယ်တိုင်တရားထုတ်ကြ။မက်ကပြမစရိယာဟုတ်ပြီနော်။ပြီးတော့မှဒုတိယကဒါတက္ကရာကဖွင့်တာဘယ်လိုဖွင့်လဲ။သာသနာ ပြမစရိယာသာသနာအတွေ့အလုံးလုံးကြ။ပါတယ် ဟုတ်ပြီနော်နံပါတ်1ကဘယ်လိုတက်လောလောရမှာလဲကိုယ်တွယ်ကိုယ်တွယ်ကိုယ်တွယ်တရားထုတ်မင်းတို့ကိုယ်တိုင်မက်ဖို့ရဖို့ရေးကြည့်တယ်ဒီလိုမလားမင်းတို့ကိုယ်တိုင်မက်ဖို့ရမှာဖြစ်မယ်ဒါကြောင့်မလို့တန်ခါတော်ရှင်မတ်တည်းရဲ့အဓိကလို့သိပါလေကိုယ်တိုင် တရားထုတ်တဲ့အလုံးနံပါတ်1မှတ်မိတယ်နော်ပြီးတော့ကိုယ်တိုင်တရားထုတ်ပြီးလို့ကိုယ်အတွက်ထိုင်တဲ့လား အခြေခံလေးတွေရသွားပြီဆိုရင်သာသနာပြမစရိယာသာသနာအတွက်လှုပ်ကြဘာလို့ရမှာလဲသာသနာအတွက်လှုပ်ဆိုတဲ့နေရာမှာပြန်ခွဲကြည့်လိုက်မယ်ဆိုရင်သာသနာက၃မျိုးရှိတယ်ပရိယတ္တိသာသနာယပရိပတ္တိသာသနာယပရိဝိဒသာသနာယ၃မျိုးပေါ့နော် အခြေခံကျင့်စဉ်က၂မျိုးဘာတယ်လဲပရိယတ္တိနဲ့ပရိပတ္တိတက္ကအခြေခံကျင့်စဉ်၂မျိုးဒီလိုမလားဟုတ်ပြီ အဲ့ဒီနှစ်မျိုးထဲမှာကိုရံတရားထုတ်ခြင်းသည်ပฏิပတ်တိကျင့်စဉ်ဘာလဲကိုရံတရားထုတ်ခြင်းသည်ပฏิပတ်တိကျင့်စဉ်ဟုတ်ပြီတက္ကနပတ်1เนาะသာသနာဆိုတဲ့နေရာမှာခုနတုန်းကဗြဟ္မသရိယနှစ်မျိုးနဲ့သွားမရောနဲ့เนาะဗြဟ္မသရိယနှစ်မျိုးကနံပါတ်1မေကဗြဟ္မသရိယကိုရံတရားအထုတ်နံပါတ်2သာသနာဗြဟ္မသရိယသာသနာအတွက်လောက် ဟုတ်ပြီတတ်ထားကြတော့နော်သာသနာဆိုတဲ့ဇကလုံးကိုပြန်ခွဲကြည့်လိုက်ရင် ပရိယတိရဲ့ပရိပတ္တိရဲ့ပရိဝေဒာပရိဝေဒာကတော့ထားလိုက်တော့ဒါကအကျိုးရလာလောကမယ်လောကနှစ်မျိုး ပါတယ်လေပရိယတိနဲ့ပရိပတ္တိအခုနကိုယ်တိုင်တရားထုတ်ချင်းသိပင်လေတခြားလားပရိပတ္တိလားပရိပတ္တိအဲ့တော့ကိုယ်တိုင်တရားထုတ်တဲ့အတွက်ပရိပတ္တိဆိုတဲ့ခြင်းစဉ်ကအလိုလိုပါသွားပြီ အလုံးလုံးပါသွားပြီ ဖြစ်သည့်အာလျောစွာပဲခုနပြောတဲ့အပ္ပတဏနာပတာရပတဏနာပြောဘာဝယကိုရင်တရားအထုံနေမယ်ကိုတိုင်မဲ့ဖို့ရအောင်ကြိုးစားနေမယ်ဆိုရင်အပ္ပတဏနာပတာရမကြင်ညိုသေးတဲ့ပုံကိုယ်ကြီးကြင်ညိုပါလိမ့်မယ်ပတဏနာပြောဘာဝယကြင်ညိုပြီးသားပုံကိုယ်တွေလည်းပဲပို့ပြီးတော့ကြင်ညိုပါလိမ့်မယ်မြတ်စွာဘုရားကအမတ်ခံချက်မပေးဘူးလားပေးလား အဲ့ဒီလိုကြည်ညိုဖို့အတွက်ဘာလုပ်ရမလဲကိုယ်တိုင်တရားထုတ်ကြဟုတ်ပြီနော်ကိုယ်တိုင်တရားထုတ်ကြဒါကပฏิပတ်တိကျင့်စဉ်နဲ့တစ်ဖက်ကလည်းကိုယ်တွေကျင့်တယ်တစ်ဖက်ကလည်းသာသနာအတွက်ကျင့်တယ်တစ်ဖက်ကလည်းကိုယ်တွေကျင့်တဲ့အတိပဲရောက်တယ်တစ်ဖက်ကလည်းသာသနာအတွက်ကျင့်တဲ့အတိပဲရောက်ပါတယ်အဲဒါကြောင့်မလို့တရားထုတ်နေခြင်းသေပနေတခြားလောက်လာသာသနာပြုလုပ်ငန်းလားအဲသာသနာပြုလုပ်ငန်းလို့မှတ်လိုက်ပါဟုတ်ပြီနော်ကဲကောင်းပြီဒါဖြင့် တရားထုတ်တဲ့လုပ်ငန်းနဲ့သာသနာပြုတ်တယ်လုံလောက်ပြီလားမလုံလောက်သေးဘူးဘာလို့ ਆ မလဲပရိယတ္တိသာသနာဆိုတာလိုပါသေးတယ်ဘာတယ်လဲပရိယတ္တိသာသနာဆိုတာလိုပါသေးတယ်တဲ့ပရိယတ္တိဆိုတာတခြားလားသင်ကြားတဲ့အပိုင်းလားသင်ကြားတဲ့အပိုင်းအဲ့ဒါသင်ကြားတဲ့အပိုင်းကတော့မျိုးမျိုးရှိတာပေါ့လေနော် ကိုယ်ကိုယ်ကိုလည်းသင်ကြားမယ်ကိုယ်ကိုယ်လည်းသင်ကြားမှသာဘယ်လိုသင်ကြားမလဲ ရောင်းနေတော့မနတိကာရအနေနဲ့ဆင်ခြင်မဲ့နှလုံးသွင်းမဲ့ဒါသိပြန်လည်ရကိုကိုကဘာလုပ်နေတာလဲသင်ကြားနေတာဟုတ်တယ်မဟုတ်လားသင်ကြားနေတာဒုတိယကိုနဲ့နှိစတဲ့ပုဂ္ဂိုလ်ကိုသင်ကြားမယ်ကိုနဲ့နှိစတဲ့ပုဂ္ဂိုလ်ကနှစ်မျိုးရှိတယ်နံပါတ်၁ကကိုရတပဲတပန်းနံပါတ်၂ကတကာရမမနှစ်ပိုင်းလဲနှစ်ပိုင်းတကာထပ်ခွဲလိုက်ပါတယ်ပရိယတ္တိကိုလေပရိယတ္တိကိုနှစ်ပိုင်းထပ်ခွဲလိုက်ပါတယ်သင်ကြားမှုပိုင်းမှာနံပါတ်၁က ကိုယ့်ရဲ့တပည့်တပန်းကိုသင်ကြပါနံပါတ်2ကကိုယ့်ရဲ့တရားဓမ္မတွေကိုသင်ကြပါဘယ်နှပိုင်းလဲအဲ့ဒီတော့တပည့်တပန်းရှိတဲ့ပုဂ္ဂိုလ်ကလည်းတပည့်တပန်းကိုသင်ကြခြင်းဖြင့်ပရိယတ္တိသာသနာကိုလက်တွေ့အကောင့်နဲ့ဖော်ရမြောက်ဖူးရရောက်လားတရားဓမ္မရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲတရားဓမ္မကိုသင်ကြခြင်းဖြင့်ပฏิပတ္တိသာသနာကိုလက်တွေ့အကောင့်နဲ့ဖော်ရမြောက်ဖူးရရောက်လားရောက်ပါတယ် ဒဂရမကိုသင်ကြတယ်ဆိုတာကဘုန်းကြီးတို့ပြိသက်တရားဟောတဲ့သဘောတပည့်တပတ်ကိုသင်ကြတယ်ဆိုတာကဘုန်းကြီးတို့ပြိသက်တွေစာချတဲ့သဘောဒီလိုမလားအဲ့ဒီတော့ဒါကိုလွန်လွန်နဲ့ပြောမယ်ဆိုလို့ရှိရင်စာချနေတာလဲပြိယတ္တိသာသနာအလုံးတရားဟောနေတာလဲပြိယတ္တိသာသနာအလုံးဘယ်နှပိုင်းလဲနံပါတ်1ကဘာလဲစာချနေတာလဲပဲ ရိယတ္တိသာသနာကို ဆောင်ရွက်နေတဲ့အလုပ်ပါတရားဟောနေခြင်းသည်ပင်လည်းပရိယတ္တိသာသနာလုပ်ကိုဆောင်ရွက်နေတဲ့အလုပ်ပါအဲ့ဒီအလုပ်နှမျိုးကိုစွန့်နေတဲ့အလုပ်ကလုပ်ကြပါတဲ့ဟုတ်တယ်မလားဒီဘက်တစ်ဖက်မွေးပြီးတော့စာသင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဟောတို့ပရိယတ္တိသာသနာလုပ်ကိုလုပ်နေတာပဲဆိုပြီးတော့ဝမ်းမမြောက်ရဘူးလားမြောက်ပါလားတရားဓမ္မတွေအပေါ်မှာပฏิပတ်တိခြင်းစဉ်သစ္စာခြင်းစဉ်တွေကို မကျင့်တကျင့်တအောင်စိတ်မပါပါအောင်လက်တည်းဟောဖို့ပြတာသသုံးမနေခြင်းသည်ပင်လေနေခြင်းသည်လည်းပဲတခြားလားပရိယတ္တိအလောက်ကိုလုံနေတာပဲလားပရိယတ္တိလောက်ကို လုံနေတာပဲနော်အဲ့ဒီတော့မြတ်စွာဘုရားတခင်ကရမကြီးကကန္ထဒူရဝိပဿနာဒူရဒီလိုလေးဆိုထားတယ်ဒါကတော့မပြောတော့ဘူးအခု တဂရမတွေကိုတရားဟောတဲ့ပုဂ္ဂိုလ်ကလည်းမင်းတို့ဟောကြအဋ္ဌယာဟိတယာဒုက္ခယတေဝမနုဿာနံတပည့်တပန်းတွေမွေးပြီးတော့စာသင်တဲ့ပုဂ္ဂိုလ်တွေကလည်းစာသင်ကြဒါလည်းပဲအဋ္ဌယာဟိတယာဒုက္ခယတေဝမနုဿာနံအလုံးခြုံခြုံကြည့်လိုက်တော့သာသနာပြုလုပ်ငန်းကနှမျိုးနံပါတ်1ကပရိယတ္တိနံပါတ်2ကပฏิပတ်တ္တိ အဲ့ဒီပရိယတ္တိနဲ့ပရိပတ္တိဆိုတာကလည်းပဲ တခြားတတ္တဆီလာအတူတူပဲလားတပည့်တော်မနေစာသင်နေရင်လည်းလည်းပဲကိုယ်တိုင်နှလုံးသွင်းရင်တခြားဖြစ်မှလားပရိပတ်ဖြစ်မှလားတရားဓမ္မတွေတရားဟောရင်လည်းလည်းပဲကိုယ်တိုင်ပါဠိတော်တက္ကရာဒီကတွေကို ကြည့်ပြီးတော့ကြက်မှတ်မှတ်မယ်လေ့လာမယ်ဆိုရင် ပရိယတ္တိအလုံးမဖြစ်ဘူးလားဖြစ်လားအလုံးခြုံငုံကြည့်လိုက်တဲ့အခါကျတော့ဘုရားတို့တရားဤကုန်ချုပ်ပါမယ် ပထမဆုံးလောကမှာကမေကဗြမစရိယဒီဓမ္မကတတ်နိုင်ရင်သာသနာဗြမစရိယသာသနာဗြမစရိယဆိုတဲ့နေရာမှာ သာသနာကဘယ်နေရာ၃ရအဲ့ဒီဓမ္မကျိုးသာသနာကပฏิဝေဒသူကိုခြံထားလဲတော့အကြောင်းသာသနာကနေရာဘယ်လိုတွေပါလဲပရိယတ္တိနဲ့ပရိပတ်တိအဲ့ဒီတော့ဘုန်းကြီးတို့တရားဓမ္မတွေကိုဘုန်းကြီးတို့အနေနဲ့ပြောကျင်တာက ပိုင်းတော်ကိုယ်တိုင်လည်းပဲပရိယတ်တိပဲလည်းပဲဆွမ်းနေသလားဆောင်ရွက်ခဲ့တယ်ပฏิပတ်တိပဲလည်းပဲဆွမ်းနေသလားဆောင်ရွက်ခဲ့တယ်အဲ့ဒီလိုပဲဘုန်းကြီးတို့ပရိသတ်တွေတရားဓမ္မတွေကလည်းပဲသာသနာပြုတဲ့နေရာမှာခေါင်းစည်းတစ်မျိုးတည်းနဲ့ပြုရမှာလားနှစ်မျိုးပြုရမှာလားနံပါတ်1ခေါင်းစည်းကပရိယတ်တိဆိုတဲ့ခေါင်းစည်းနံပါတ်2ခေါင်းစည်းကပฏิပတ်တိဆိုတဲ့ခေါင်းစည်းအဲ့ဒီခေါင်းစည်းနှစ်ရက်နဲ့သာသနာပြုနေခြင်းတည်ပင်လည်းရင် မြတ်စွာဘုရားပြောတယ်ဟောတယ်အမိတ်ဟောဝါဒအတိုင်းလိုက်နာဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်ဒါပြောချင်တာเนาะအဲဒါကြောင့်ဘုန်းကြီးတို့ပရိသတ်တွေကပရိယတ်တိပဲလဲအဆုံးမရောက်ဘူးပရိပတ်တိလည်းပဲအဆုံးမရောက်ဘူးဒီနေ့ကိုမျက်မှန်တတ်တာကိုယ်တိုင်လည်းကျင့်သုံးတယ်ကိုယ်တိုင်ကျင့်သုံးတယ်လို့သာသနာတော်မြတ်ကြီးတွေလည်းပဲပရိယတ်တိပဲကောပရိပတ်တိပဲကောနှစ်ဖက်လုံးကိုမျက်မှန်တတ်တာအားပေးပြီးတော့ပြုနေခြင်းအဖြစ်ဘုန်းကြီးတို့တရားဓမ္မတွေကိုယ်တိုင် တရားပုဂ္ဂိုလ်တွေဖြစ်သွားတာလားသာသနာပြုပုဂ္ဂိုလ်တွေဖြစ်သွားတာလားသာသနာပြုပုဂ္ဂိုလ်တွေဖြစ်ခြင်းအပြင်မြတ်စွာဘုရားရဲ့ပထမဆုံးဝါဆိုပြီးတော့သတင်းကြွတဲ့အခါမှာရန်တော်ရှင်မြတ်တွေကိုပေးခဲ့တဲ့ဩဝါဒအတိုင်းလက်တွေဆောင်ရွက်နေတဲ့တရားဓမ္မတွေဖြစ်ပါတယ်လို့ဘုန်းကြီးကဒီလိုပဲပြောကြပါတယ်နော် အဲဒါကြောင့်ပရိယတိကောပရိပတိကောနှမျိုးလုံးကိုဆောင်ရနေတဲ့အပိနေတဲ့ကုညီနေတဲ့ဆောင်ရှောက်နေတဲ့စေပါဝင်စားနေတဲ့ဆိုတဲ့အလုံးသောတရားမပေါင်းတော်ကောင်းတို့တွေသည် သာသနာတော်ရနှစ်သာရဖြစ်သောပฏิဝေဒလို့ခေါ်တဲ့မညာပညာနိဗ္ဗာန်ချမ်းသာမြတ်လင်းမြတ်စွာရနိုင်သောပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆန္ဒပြုခြင်းနဲ့အလုံးသာရခေါ်လိုက်ကြ။